လူမျိုးစုခေါင်းဆောင်များသို့2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆရာနာသိမ့်မှုလုံရက်ဟာတိုင်းပြည်အတွက်ကြမာကြိုးစိုးဝင်ရောက်ခြင်းဖြစ်ပါတယ်။ထို니၎င်းပြည်သူကံကြမာဟာလက်နက်ကင်အာဏာရှင်တွေရဲ့လွှမ်းမိုးချေလေခြင်းကိုနှစ်ပေါင်းများစွာထပ်မခံကြရမယ်ကနအူးအစလည်းဖြစ်ပါတယ်။ မြမာပြည်ရဲ့စစ်အာဏာတပ်တန်းဟာတမိုင်းဖြတ်တမ်းမှုအရနှစ်ပေါင်းများစွာကြာရှည်မယ်ဆိုတာငြင်းစရာမလိုပါ။နောက်နှစ်ပေါင်းများစွာမှာဖိလိုက်နှိပ်လိုက်နဲ့အာဏာရှင်လက်အောက်မှာအမျိုးမျိုးဖိနှိပ်ခံရအောင်မှာဖြစ်ပါတယ်။ရှစ်လေးလုံးလူမှုဒေါ်လာရေးဟာ အပြီးသက်ပေါင်းမြင်ခဲ့ပါ။တဝက်သာအောင်မြင်ခဲ့ပါတယ်။ဒီသေးဆိုရှယ်လစ်လမ်းစဉ်အစိုးရကိုဖြုတ်ချနိုင်ခဲ့ပေမဲ့ ာနာရှင်တက်ဆိုးရှိအောင်ခွင့်ပြုပေးခဲ့ပါတယ်။ဒီသမိုင်းသင်ကန်းစာဟာကျွန်တော်တို့အတွက်ကောင်းကောင်းသတိချက်ရမယ့်ကိစ္စဖြစ်ပါတယ်။လက်ရှိဆရာနာသိန်းကောင်းစီဟာအနုနီးအပါဝင်အကျန်းနီးအမျိုးမျိုးနဲ့တဖြည်းဖြည်းအာနာလက်အောက်ကိုဖြည့်သွင်းထားနေပြီးဖြစ်ပါတယ်။မမပြည်သူလူထုဟာဆရာနာလက်အောက်ကိုတဖြည်းဖြည်းချင်းဤပဲ့ဤပဲ့နဲ့သက်စင်းရတော့မှာဖြစ်ပါတယ်။ မြမပြည်ရဲ့တမိုင်းကိုကောက်ကြည့်ရင်လက်နက်ကင်နီးအဖြင့်စစ်အစိုးရအဆက်ဆက်ခုအနိုင်တိုက်နိုင်ငယ်ချင်းမရှိပါထိုနည်း၎င်းနိုင်ငံရေးနီးအဖြင့်လည်းအပြီးသက်အမြင့်ပြတ်မတော်လှန်နိုင်ခဲ့ပါဒါကြောင့်2021ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းမှုနဲ့မြမဒီမိုကရေစီခရီးဟာ နောက်ကျောင်းပြန်ခဲ့ပြီဖြစ်ပါတယ် ဒီနေ့ဖြစ်ရက်တွေကိုကြည့်ရင်အကြက်တဲတွေတဲကအခွင့်လန်းတွေပေါ်လာတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ထူးခြားဖြစ်ရက်တွေကိုကြည့်ရင်ကျွန်တော်တို့ထင်မှတ်မထားတဲ့လူငယ်စဲကျော်တဲ့မျိုးဆက်တွေရဲ့အုံလိုက်ကျင်းလိုက်ကန့်ကွက်ဆန္ဒပြတဲ့ဖြစ်ရက်ကြီးဖြစ်ပါတယ်။ထုံနီ၎င်းပဲအစိုးရဝန်တန်းတွေရဲ့ရုံမတက်ပဲရုံထွက်ခဲ့ကြတဲ့စီရီယံလှုပ်ရှားမှုတွေဟာလည်းမမျော်လင့်ပဲ အလွန်အားကောင်းလာတာကို တွေ့ရပါတယ်။အထူးသဖြင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်တန်းတွေနဲ့ရဲတပ်ဖွဲ့ဝင်တို့ပါဝင်လာခြင်းဟာ ကောင်းသောလက္ခဏာတွေဖြစ်ပါတယ်။နိုင်ငံတကာဖိအားတွေဟာယခင်ကထက်ပိုပြီးလင်းလင်းမြန်မြန်တက်ရောက်လာနေတယ်ဆိုတာလည်းတွေ့ရပြီးဖြစ်ပါတယ်။တစ်ဖက်မှာလည်းပြပရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားအလုံးဟာအွန်လိုက်ကျင်းလိုက်ဆန္ဒပြကန့်ကွက်မှုတွေကို လှုပ်ဆောင်နေတာကိုလည်းနိုင်ငံအများစုမှာတွေ့ရပြီးဖြစ်ပါလိမ့်မယ်မြန်မာနိုင်ငံသားတွေဟာလွတ်လပ်ခြင်းအရာသာကိုတွေ့ထိခံစားဘူးခဲ့ပါပြီလူကုန်တိတ်ခါနဲ့အသက်ရှင်တန်ရက်တီချင်းဆိုတာကိုကောင်းကောင်းနားလည်ခဲ့ပြီးဖြစ်ပါတယ်ထို့နည်း၎င်းတရားမျှတခြင်းကြောက်ရွံ့မှုမှလူကင်းရေးဆိုတာတွေကို ကောင်းကောင်းနားလည်သဘောပေါက်ပြီးဖြစ်ပါတယ် အာနာရှင်စေယုတ်စုဟာ20ရာစုဒေါ်လန်ရေးကနီဟောင်းတွေနဲ့21ရာစုမှာဘျူဟာခင်းကျင်းနေစေဖြစ်ပါတယ်21ရာစုဟာဒေါ်လန်ရေးနီးနာတစ်တွေနဲ့အထွေထွေလူမှုတပိတ်ကြီးဟာတဖြည်းဖြည်းနဲ့ကြီးထွားလာပါပြီလူမှုကိုကိုယ်ဥဒုက္ခစိတ်ဤဒေါကရောက်အောင် အမျိုးမျိုးပြိနှိပ်ညှင်းဆဲခြင်းကိုအသွင်တရံအမျိုးမျိုးနဲ့တိုး၍တိုး၍လှုပ်ဆောင်နေပြီ ဖြစ်ပါတယ် အခွင့်ရေးသည်နှခါမရပါစီအာနာသိမ်းမှုဖြစ်ရဟာ အကြက်တဲနဲ့အတူအခွင့်လန်းတွေကိုလည်းယူဆောင်လာလိမ့်မယ်လို့ယုံကြည်ပါတယ်ဘယ်တော့အခါကမှ လူမှုအရေးကိုအုံလိုက်ကျင်းလိုက်မျောလင်းလို့မရတဲ့လူမှုလှုပ်ရှားမှုတွေဟာစီအာနာသိမ်းမှုကို အကြောင်းပြုပြီးအုံကြွထကြွလာပါတယ်အဘဘကတိုက်အားတွန်းအားတွေဟာဗဟုကျက်တစ်ခုတည်းမှာစုဆောင်လာဖို့တင်ပါပြီ လူမျိုးစုခေါင်းဆောင်တွေဟာလက်နက်ကင်နီးအဖြစ်ဖရယ်စနစ်ပြတ်ထွန်းဖို့ကြိုးစားခဲ့ကြတယ်2010နောက်ပိုင်းနဲ့2015နောက်ပိုင်းတွေမှာလည်းနိုင်ငံရေးပါတီတွေဖွဲ့စည်းပြီးတော့နိုင်ငံရေးနီးအဖြစ်ကြိုးစားခဲ့တယ်လူမျိုးစုပညာဓာတ်တွေဥဆောင်တဲ့အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလည်းဒန်းတို့ညီမရေးနဲ့ဖယ်ရယ်စနစ်ဖြစ်ထွန်းဖို့တိုက်တွန်းစူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကလေးကလူမျိုးစုခေါင်းဆောင်တွေဟာ အနုနီယောအကြံနီယောလက်နက်ကင်နီယောအမျိုးမျိုးစူးစားခဲ့ပေမဲ့အာနာရှင်အုပ်စုဟာလူတို့ကိုလူတို့နဲ့တိုက်တိုင်းရင်သားကို တိုင်းရင်သားနဲ့တိုက်မီဒီယာကိုမီဒီယာနဲ့တိုက်နိုင်ငံရေးကိုနိုင်ငံရေးနဲ့တိုက် လက်နက်ကိုလက်နက်နဲ့တိုက် စာပေကိုစာပေနဲ့တိုက်သာသနာကို သာသနာနဲ့တိုက် ဘုံကြီးကိုဘုံကြီးနဲ့တိုက်တန်ဃာကိုတန်ဃာနဲ့တိုက် အရက်ဖက်ဖွဲ့စည်းကိုအရက်ဖက် ဖွဲ့စည်းနဲ့တိုက်ပါတီကိုပါတီနဲ့တိုက်ဆိုရက်သွေးထိုးတက်ရှိုဝါရဖြန့်စီယုံပြီးတော့ပြားရည်နဲ့ဝမ်းချခဲ့တဲ့ဖြစ်ရက်တွေကိုလည်းကြုံတွေ့သိရှိပြီး ဖြစ်ပါလိမ့်မယ်ဆရာနာရှင်အုပ်စုတွေကိုကလန်ကဆန်လုံးမဲ့သူတွေဆိုရင်ဖိနှိပ်မယ်ညင်စဲမယ် ဆရာနာသိမ်းမှုကိုထောက်ခံတဲ့အုပ်စုတွေဆိုရင် ကြီးမြောက်မယ်ယာတုံးနဲ့လုတ်ပိုင်ခွင့်တွေပေးမယ်စီဝါရေးခွင်လန်းတွေပေးပြီးဝေစားမျှစာလုပ်ကြမယ်ဒီလိုနည်းနဲ့လူမျိုးစုတိုင်းရင်းသားတွေကြားမှာလဲရေပေါ်စီလူမလိုင်ခရိုနီ တိုင်းရင်းသားတွေပေါ်ထွက်လာအောင် လုပ်ပြီးတော့ပြည်သူ့စစ်မဟာဗျူဟာနဲ့ပြည်သူပြည်သူချင်း တိုက်ပေးတယ်တိုင်းရင်းသားတိုင်းရင်းသားချင်းတိုက်ပေးတယ်ဒီနည်းနဲ့အာနာရှင်ဟာသဆိုးရှိခဲ့ပါတယ် ဒါကြောင့်လဲမြန်မာပြည်ဟာအခုထက်ထိဒီမိုကရေစီလဲနောက်ကျောင်းပြန်ပြီးဖရဲဆိုတာကလည်းမမျော်လင့်နိုင် ဖြစ်ခဲ့ပါလေတက်လာတဲ့အရတားဆိုရကလည်းလူမျိုးစုတွေကို စူးစီးစီယုံပြီးဖရဲကိုတွားနေတဲ့နေရာမှာဤပက်ဤပက်နဲ့သမယိုးကြနိုင်လုံးခဲ့ပါလေလေကြီးထိုးရိုးရိုးလမ်းစဉ်ကိုပဲကျင့်သုံးခဲ့တယ်ဒါကြောင့်လဲ ဒီမိုကရေစီဟာနောက်ကျောင်းပြန်ပြီးလွတ်လပ်ခွင့်နဲ့တန်းတူညီမျှခွင့်တရားမျှတခွင့်တွေဟာတင်းသက်ခံရတော့မဲ့အခြေအနေကို ရောက်လာခဲ့ပါပြီဒီနေ့ဒီချိန်ဟာအကဲဆက်တဲ့အချိန်ထိလွယ်ရှလွယ်ဖြစ်တဲ့အချိန်ဖြစ်ပါတယ်အကြတဲ့ကြားမှာရှင်တန်ရုံထွက်ရတဲ့အချိန်လည်းဖြစ်ပါတယ်တခါတရံအကြက်တဲတွေဟာအခွင့်ရေးတွေဖြစ်တတ်ပါတယ် တောင်တန်းနဲ့မြေပြတ်မှာရခင်က လုံးဝမကြုံဘူးတဲ့ပုံစံမျိုးနဲ့အာနာပြည်စံမှုအထွေထွေဟာဒီရေအလားတိုးလို့လာနေပါတယ်။ဒါဟာမြမပြည်အတွက်အခွင့်ကောင်းလဲဖြစ်နိုင်ပါတယ်။ဘယ်တော့ခါကမှတနိုင်ငံလုံးရဲ့လူထုအားကိုအုံလိုက်ကျင်းလိုက်ပါဝင်လာဖို့မမျော်လင့်နိုင်တဲ့အခြေအနေဟာဒီနေ့ရောက်ရှိလာပါပြီ။မြမပြည်ရဲ့တိုင်းနဲ့ပြည်နယ်နှံ့မှာအုံလိုက်ကျင်းလိုက်လူထုလှုပ်ရှားမှုတွေကို တွေ့ရပြီးဖြစ်ပါလိမ့်မယ်။ဒီအခွင့်အရေးဟာနှစ်ခါမရပါ။ယခုဆရာနာသိမှုဟာမြန်မာနိုင်ငံအတွက်27ရာစုအတွင်းမှာ ပထမဆုံးဖြစ်ပါတယ်။ဒီအာနာသိမှုကို လက်ခံပေးလိုက်ရင်ယခင်နည်းအတိုင်းပဲစေဘေးဒုက္ခတွေတွေနဲ့လူမျိုးစုဒေသတွေဟာထက်မှန်ပြည့်နှက်နေအောင်မှာဖြစ်ပါတယ်။လောလောဆယ်ပြည်ပနဲ့မျိုးကြီးတွေရဲ့လူမှုစာနာပြဖြည့်ဆန်းမှုတွေကြောင့် လူမျိုးစုတွေကိုဖိနှိပ်နှိပ်ကွပ်ရေးဟာခဏဆိုင်းငံ့ထားတာဖြစ်ပါတယ်။နောက်များမှာတရစ်ချင်းစီလှည့်လာမှာဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေကိုလည်းလူမျိုးစုခေါင်းဆောင်တွေနဲ့တိုင်းရင်းသားလူမျိုးစုအလုံးကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ဒါကြောင့်နိနာမားတွေကိုနှစ်ခါမမားစေလိုပါ။ဒီနေ့ဒီချိန်ဟာလူမျိုးစုတိုင်းရင်းသားတွေဗဟုကြက်ထားရီမန်းထားတဲ့ ဖရက်စနစ်ကိုပြည်내အစိုးရတို့ရဲ့အာဏာအသာစီးရအောင်ကြိုးပမ်းရမယ့်အချိန်ဖြစ်ပါတယ်။ပြည်ပမှာပြည်မမှာဘာဖြစ်နေလဲဆိုတာစောင့်ကြည့်ရမယ့်အချိန်မဟုတ်ပါဘူး။ဒေါ်လန်ကြီးဒီကြီးဟာနှစ်ခါတက်လာယူထုံးစံမရှိပါလူလူထောက်ခံနေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းခုချိန်မှာနိုင်ငံရေးအင်အားရုပ်ရော့နေခြင်းဖြစ်တာတကြောင်စစ်အာဏာသိမ်းအုပ်စုဟာတရားဝင်ဖြစ်ဖို့တိုင်းပြည် သူတို့လက်ထဲပြပစီစီရောက်ဖို့လုံပန်းနေတာကတကြောင်းဒီအကြောင်းနှစ်ရက်ကြာနှစ်ဖက်စလုံးမှာအင်အားရုတ်ရော့နေပြီးဖြစ်ပါတယ်လူမျိုးစုခေါင်းဆောင်တွေရဲ့စူပေါင်းအင်အားနဲ့ဖရက်စနစ်ကို အကောင်းမွန်ဆုံးဖန်တီးလှုပ်ဆောင်နိုင်ဖို့ဟာဒီနေ့ဒီချိန်က လွယ်လို့တခြားမရှိနိုင်ပါဘူးအကြောင်းကတော့လူမျိုးစုခေါင်းဆောင်တွေတိုင်းရင်းသားတွေစီမှာလက်နက်ကင်အုပ်စုတွေရှိတယ် လူမျိုးစုနိုင်ငံရေးပါတီအသီးသီးရှိတယ်။လူမျိုးစု တွေရဲ့ဒန်းတူညီမျှရေးနဲ့အခွင့်အရေးတွေတူညီနေတဲ့အရက်ဖက်ဖွဲ့စည်းတွေနဲ့အစိုးရမဟုတ်တဲ့ဖွဲ့စည်းတွေမြောင်များစွာ ရှိနေပြီးဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။ပြည်ပရောက်လူမျိုးစုပညာဓာတ်တွေတိုင်းရင်းသားပညာဓာတ်တွေရဲ့ပညာအင်အားဒဏ္ဍအင်အားကလည်းအမြောက်အများရှိနေပြီးဖြစ်ပါတယ်။ဒါတွေဟာပြည်သူအားတွေ ဖြစ်ပါတယ်။ လူမျိုးစုတွေရဲ့အားဖြစ်တယ်လို့မြန်မာနိုင်ငံသားအလုံးအတွက်အားတွေဖြစ်ပါတယ်။ဒါတွေကိုဒီအချိန်ကောင်းမှာစူပေါင်းအသုံးချဖို့ဖြစ်ပါတယ်။ဒီမိုကရေစီဆိုတာထက်ဖယ်ရယ်ကိုတွားကြပါစို့။ဖယ်ရယ်ကိုတွားပြီးဖြစ်မယ်ဆိုရင်ဒီမိုကရေစီဆိုတာကျွဲကူးရေပါ ဖြစ်ပါလိမ့်မယ်။အမရကယ်ဖယ်ရယ်စနစ်ကိုလိုလားယုံမှန်ရင်ဒီနေ့ဒီချိန်ဟာအနာဂတ်မှာဖြစ်ချင်တာအလုံးဖြစ်လာနိုင်မယ်။ချင်းကောင်းဖြစ်ပါတယ် ရော်ရဲနေတဲ့အချိန်ခါဟာပြုပြင်ပြောင်းလဲရည်တွေအကောင်းဆုံးအွေအဖြစ်ပုံဖော်ဖို့အကောင်းဆုံးအချိန်လဲဖြစ်ပါလိမ့်မယ်။တည်ငြိမ်နေတဲ့အချိန်မှာတင်းမာမှုတွေ ရှိနေတတ်လို့လိုရာမရောက်နိုင်ခဲ့ပါ။ဒီမိုကရေစီကိုသာမတွန်းဖက်ဒရယ်ကိုပါတွန်းမှရမယ်လို့ကျွန်တော်တို့ယူဆလက်ခံပါတယ်။ဒါကြောင့်ဖက်ဒရယ်ကြွေးကြော်သံဟာအခုချိန်မှာစုစုစည်းစည်းနဲ့အကျယ်လောင်ဆုံးထွက်လာရမယ်အချိန်ရောက်ပြီဖြစ်ကြောင်း အတိပေးတိုက်တွန်းလိုက်ရပါတယ်။ဖရယ်ကိုသွားတဲ့နေရာမှာလဲစရုပ်စုက ပြီးတဲ့ဖရယ်မျိုးလုံးဝလက်ခံလို့မရနိုင်ကြောင်းစတာလင်မူကဲသို့သောဖရယ်မျိုးမဖြစ်စေတင်ကြောင်းလက်တို့လိုက်ရပါတယ်။ကိုကြမာကိုဖန်တီးခွင့်ဟာဒီနေ့အတွက်အကောင်းဆုံးအရွေဖြစ်ပါလိမ့်မယ်ခမညာ။